အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေတို့အားလုံးကို ကျမရဲ့ Aura Cartoon Channel ရကနေပြီးတော့အပြည့်အဝကြိုဆိုလိုက်ရပါတယ်ကျမကတော့စစ်စစ်တိဆက်သူနန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်တွေတို့အတွက်ဇလန်းတလီတပုတ်ကိုရင်ဆက်ပေးသွားပါမယ်ဒါချာပရိသတ်တွေတို့က VPN link ခံပြီးတော့မှဇလန်းလေးရဲ့အဆုံးထိကိုကြည့်ရှုအားပေးကြပါအောင်နော်မြို့ငယ်လေးရဲ့တောင်ကုန်းလေးပေါ်မှာတိဆောက်ထားတဲ့ကောလိပ်ကျောင်းတစ်ခုအတွင်းမှာထူးဆန်းတဲ့အရာတွေဖြစ်ပျက်လို့နေပါတယ် ဆန်းကျင်လုံးနဲ့အချင်းကြီးတွေနဲ့ចောင်းသားတွေတူပြီးတူပျောက်ဆုံးနေခဲ့ပါတယ်။အဲဒီចောင်းသားတွေအားလုံးနဲ့မှမဂျိန်းဆိုတဲ့စုံတော့ဝါသနာရှင်မလေးကပဲဒီကိစ္စတွေကို ဖြေရှင်းပေးမှဖြစ်ပါတယ်။ចောင်းသားတွေတယောက်ပြီးတယောက်ကိုဘသူကများဒီလိုမျိုးပြန်ပေးဆွဲနေရလဲဆိုတာကိုသူစုံစမ်းတော့မှဖြစ်ပါတယ်။သူရဲ့ရာဇဝတ်သားရှာပုံတော့မှသူအောင်မြင်သွားမလား။ဒါဆိုရင်တော့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်။အဲ့ဒီငါဒီဇလန်လေးကိုအဲ့ဒီလိုမျိုးအဆုံးတက်လိုက်ရင်ဘယ်လိုလဲ။ ဟာကြီးလို့ဆိုရင်တော့အမိုက်စားပဲဟေရာဇဝဲဇလန်နီကိုဖန်တီးတဲ့ညမှာတော့မင်းကနှယောက်မရှိဘူးနော်ဘရိုင်တာဟာဟာဟမ်စစ်စစ်တမားဘရိုဒါဆိုရင်အပြစ်တက်လိုက်တော့မယ်ဟိုင်းကျမကဘရိုင်တာပါကျမကစာပေအနုပညာကောလိပ်မှာတက်ရောက်နေခဲ့ပြီးတော့စာရေးဆရာတယောက်ဖြစ်ဖို့ရှိမှန်းထားပါတယ်အားတဲ့အချိန်တွေမှာဆိုရင်ပုံမြင်တွေကိုရှင်းနေတတ်ပြီးတော့ကျမရေးထားတဲ့ဇလန်နီကိုလည်းဝက်ပတ်မှာတင်တတ်ပါသေးတယ်ကျမကိုသဘောကျကြတဲ့ပရိသတ်လေးတွေကတော့နည်းနည်းပဲရှိပါတယ် ဒါပေမဲ့သူတို့ကတစ္ဆာရှိကြတယ်။အကြောက်တရားမရှိတော့ချင်းဆိုရယ်ဇလန်ကိုရေးနေတဲ့အချိန်မှာကျမကိုကျမဂျိန်းလိုမျိုးဇက်ကောင်မှုတွင်လိုက်တာပေါ့။ပရိသတ်တွေကလည်းကျမကိုသူနဲ့တယောက်တည်းပဲလို့ထင်ကြတယ်။ဟုတ်ပါတယ်။ကျမကတင်ရဲကပုံစံမျိုးတွေနဲ့စွန်းစားကန်တွေကိုသဘောကျပါတယ်။အဲ့ဒီလိုမျိုးတွေကိုသဘောကျတော့ကျမက romantic scenario ကိုလည်းသဘောမကျတတ်တော့ဘူး eric ကကျမနဲ့ကြောင်းတူတူတက်နေရဲ့တင်ငင်ချင်းပါအဆောင်တစ်ခုရယ်မှာလည်းနေချပြီးတော့ညနေပိုင်းနေဆိုရင် coffee ဆိုင်မှာသွားထိုင်တတ်ပါတယ် ဒါကြောင့်ကျမတို့ကတာမန်ဆောင်သားတွေလိုပဲပြောလို့ရပါတယ်။ဒါပေမဲ့တချို့သောကံတရားဆုံစည်းခြင်းတွေကကျမတို့ရဲ့ဘဝတွေကိုပြောင်းပြန်လန်သွားစေခဲ့တာပေါ့။အဲ့ဒီနေ့မနေ့ကစိုးသွားမှာလေဆိုရယ်ဆရာရဲ့ lecture ကိုမှကျမအတန်းနောက်ကျနေကြတယ်။ဟုတ်ပါတယ်။သူကတော့စာပေတင်တဲ့ဆရာမ Professor Battler လို့ခေါ်ပါတယ်။သူကစီကံတင်ကြလို့နဲ့အပြင်ဘသူကမှလည်းမညာတတ်ဘူး။ကျမလည်းသူတတိမထားမိအောင်လို့အတန်းနဲ့ကိုခိုးဝင်ဖို့လုပ်ပါတယ်။ အဲရစ်ကဂျာကိုမြင်သွားပြီးတော့ဆီယာမတ်ကိုမျက်ခြေလွှဲထားပြီးကျမလည်းတိုးတိုးလေးဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဆီယာမတ်ကကျမကိုမိသွားခဲ့ပါတယ်။ကြည့်ပါဦး။ငါစာသင်တာပြီးအောင်ပြီးတော့မယ်။အခုချက်အောင်မှငါဘသူ့ကိုတွေ့ရတာလေ။ဘရန်ဒါမင်းကတော့ငါစိတ်ကိုလာဆန်းနေရလား။ပြီးတော့ဆီယာမတ်ဘက်တလာကကျမရေးထားတဲ့အက်ဆေးကိုဝင်ပန်ပြီးတော့ပြစ်တင်ခဲ့ပါတယ်။မင်းကငါကအချက်ကြောင့်ပုံမြင်တပုတ်ရေးခိုင်းတာလေ။ဘာဖြစ်လို့တရေပုံမြင်ကြီးငါ့ကိုလာပေးတာလဲ။ဘရန်ဒါနင်ကအရေးချင်းမရှိတာကြောင့်ဘရော့မှာစာရေးဆရာမကောင်းတယောက်ဖြစ်လာမှာမဟုတ်ဘူး။ ကျမအရန်ကိုဒေါသထွက်သွားပါတယ်။အဲ့ဒီနားကိုထိုင်လိုက်ပြီးတော့အဲ့ဒီဆရာမကိုကျမကောင်းကောင်းသင်ခန်းစာပေးမယ်လို့ဆုံးဖြတ်ထားလိုက်တယ်။ကျောင်းဆင်းတဲ့ချိန်တွေဆိုရင်အဲ့ဒီနေ့ကျမတို့ကအချိန်ပိုင်းအလုပ်လုပ်ပါတယ်။ကျမကတော့ coffee ဖြောပြီးတော့ Eric ကတော့စပွဲတို့နေနေလုပ်ပါတယ်။ short hair ကျမရဲ့အချီတွေက coffee ဆိုင်ရဲ့နောက်ဖက်ထဲမှာထိုင်နေတဲ့ခချောဆောကောင်လေးစီကိုရောက်သွားခဲ့တာပေါ့။သူကိုကြည့်ရတာအရှင်းမြင့်မျိုးနွယ်တွေကပုံစံပေါက်နေပြီးတော့ကျမကိုလည်းစိုက်ကြည့်နေတယ်။ကြည်ချင်းဆောင်သွားတဲ့အချိန်မှာသူရုတ်တရက်ကြီး coffee ဆိုင်နဲ့ကထွက်သွားပါတယ်။ ကျမလည်းနှလုံးတရားခုံသွားတယ်။သူကကျမတို့ coffee ဆိုင်ကိုမကြခဏလာတက်ပါတယ်။သူခဏခဏလာတော့ကျမလည်းသူ့ကိုခဏခဏငေးကြည့်နေမိတာပေါ့။ဖွင့်ပြောဖို့လောက်ထိကျတော့ကျမတတိမရှိခဲ့ပါဘူး။ဟဲ့ညထပ်ပြီးတော့ဟိုတယောက်ကြောင့်တွေးနေပြန်ပြီလား။ဟုတ်တယ်လေ။ဒါပေမဲ့သူနဲ့ငါနဲ့ကအရှမ်းကွာခြားလို့မှာတယ်။ဟမ်ဘာလို့ကွာရမှာလဲ။သူကလည်းဒီတိုင်းမောက်မပြီးတော့စန်တက်နဲ့ကောင်တယောက်ပဲမဟုတ်ဘူးလား။ငါနင့်တော့သူ့ကြောင့်တိရအောင်လို့မြင်များရှာပြီးမယ်။ကျေးဇူးပဲဟာ။ အရင်နေ့ညနေကပဲကျွန်မ James ရဲ့ဇလန်လေးအတွက်နောက်ထပ်အခန်းတစ်ခုကိုရှင်းလိုက်ပါရစေ။ College ထဲမှာနောက်ထပ်ចောင်းသူမာလီတယောက်ပျောက်ဆုံးနေခြင်းပေါ့။ Jane ကတစ်စောင်းလုံးကိုလိုက်ရှာနေရင်းနဲ့တက်တီတစ်ခုကိုတွေ့သွားခဲ့ရတယ်။အဲ့ဒါကတော့ခြိစအသေးလေးတစ်ခု။ဖြစ်နိုင်တာကကောင်မလေးကပြန်မသွားခဲ့အချိန်မှာတိုက်ခိုက်သူကိုပြန်ပြီးတော့ကုကံခဲ့ပုံရှာတယ်။အဲ့ဒါကြောင့်သူ့ရဲ့အင်ဂျီကဆုတ်ပြေးပြီးတော့ကျန်ရစ်နေတာ။ဒီတော့ဂျိန်းလောက်ရမှာကဒီအင်ဂျီစားရဲ့အင်ဂျီကိုဘသူပိုင်ဆိုင်ထားလဲဆိုတာရှာမှာပေါ့။မစိုးပါဘူး။ ကျမလည်းအခန်းသစ်တစ်ခုကိုဝက်ပတ်ပေါ်ဆက်တင်လိုက်ပါတယ်။ပြီးတော့ဆေးလုရှာစွာနဲ့အခန်းသစ်တွေမှာပရိသတ်တွေဘာပြောလဲဆိုတာကိုသိချင်နေခဲ့ပါတယ်။ကျမပရိသတ်တွေကတော့နောက်ထပ်အခန်းကိုတော့မစောင့်နိုင်ဖြစ်နေပြီ။ဒါနဲ့မြန်ကျမကိုစာရေးဆရာကမဖြစ်နိုင်ဘူးလို့ဘာဖြစ်လို့ဆရာမပဲတလားပြောရတာလဲ။ခဏနေတော့အရီကကျမနာကိုရှောက်လာပါတယ်။နီးရဲ့ပြီးပြည့်စုံပါတယ်ဆိုရယ်လူကြီးချောင်းကိုငါစုံစမ်းပြရယ်။ဟဲ့ပြောစမှာဘာရီတိခရာလဲငါမမြင်ပြော။သူ့နာမည်ကခရစ်ယာန်နဲ့သူကလည်းငါတို့ကျောင်းကပဲ။ ပုံမြင်နေဇလန်းတွေကိုရွှေ့ပြီးတော့ဝက်ဘက်ပေါ်မှာသူ့လက်တင်မှုတယ်လို့ပြောတယ်။ဟုတ်လားကောက်လိုက်တာ။ဒါဆိုငါတို့မှာတူရဲအဆက်တွေရှိတော့ငါတို့ကအဆင်ပြေလောက်တယ်။ဒါတင်မကောက်သေးပါဘူး။အဲရစ်ကခရစ်ယာန်ရဲ့ဝက်ဘက်အကောင့်ကိုပြလိုက်ပါသေးတယ်။ချမန်အန်အော်သွားတာကသူကအချစ်ဇလန်းတွေကိုပဲရေးတက်တာကိုပါ။သူ့ရဲ့နာမည်အခြေဆုံးဝတ်ထုတစ်ခုက Sweep Love လို့ခေါ်တယ်။ဆလန်နဲ့မှာမိတွေးမရဲ့မောင်းထုံမှုကြောင့်တနားစရာကောင်းတဲ့ကောင်မလေးကိုအခြေပြုတ်ပြီးတော့ရေးထားတာ။ဒါပေါ့ အစင်းနဲ့မြင့်နဲ့မင်းသားလေးလိုကောင်းလေးတယောက်ရောက်လာပြီးတော့အဲ့ကောင်မလေးကိုကဲတင်သွားတဲ့ပုံစံကြောက်ရှင်းဆဲကောင်းတဲ့ဇာသိန်းလေးနဲ့လေဟာချစ်ပါအောင်ဘယ်လိုအမြင်ကက်စဲကောင်းလိုက်တာလဲကျမဒီလိုဆန်းလိုက်နေသဘောမကျဘူးဒါဆိုရင်ခရစ်ရှန်ကိုကြည့်ရတာမင်းကလေးတွေအတွက်အန္တရာယ်များရထင်တယ်ဒီလိုမျိုးအချစ်ဇာလန်တွေကရေးထားတဲ့ပုံစံတွေကြားရင်မင်းကလေးတွေကိုလိုက်ပြောပြီးတော့သူကလေစားတနိုင်တယ်ကျမကိုယ်တိုင်လည်းအဲ့ဒီလိုပဲတွေးနေမိပါတယ်ဒါပေမဲ့နောက်တနေ့ကော်ဖီဆိုင်မှာသူ့ကိုဆောင်းလိုက်တဲ့အချိန်မှာတော့ သူကျမကိုတတိထားမိစေဖို့ကျမဘာမစိုးလုပ်မယ်လို့တက်တီမွေးလိုက်ပါတယ်။ရှော့တီအစီကျမမျက်ရည်တွေအပြည့်နဲ့ခရစ်ရှန်ရဲ့စပွဲစီကိုဥတီလိုက်ပါတယ်။ပြီးတော့ထိုင်ကုန်ကိုခလုတ်တိုက်သွားပြီးနမောနမက်ပြစ်တဲ့ပုံစံပေါ့။သူကလည်းအခွင့်အရေးကိုလက်မလွတ်ဖဲနဲ့ကျမကိုရောက်အောင်ကဲတင်ပေးလိုက်ပါတယ်။အာကျမကိုဖမ်းပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ငိုနေတော့ဆိုတော့ကျမလည်းရှေ့ကိုမမြင်နိုင်ဖြစ်သွားတာ။ဘသူကမင်းကိုနာကျင်လို့လို့လဲ။ကျမမိတွေ့လေ။သူကကျမကိုတိတ်မုန်းတာ။ သူဟာအရန်ကြောက်ဖို့ကောင်းတော့ကျွန်မကြုံခဲ့ရတာတွေကိုပြန်ပြီးတော့မပြောနိုင်ဘူးခရစ်ရှန်ကနည်းနည်းလေးတုံ့ဆိုင်သွားပါတယ်ပြီးတော့မှကျွန်မရဲ့များထားတဲ့ငါးစာကိုစားလိုက်ပြီးတော့ညနေပိုင်းကျရင်ရုပ်ရှင်တူတူသွားကြည့်ဖို့အတွက်ခေါ်ပါတယ်မင်းရဲ့ပြဿနာတွေကိုမေ့သွားအောင်လို့ကိုကူညီပေးနိုင်ပါတယ်အိုးကျေးဇူးတင်ပါတယ်ခရစ်ရှန်ကကျွန်မကိုညင်သာစွာလက်ကလေးကိုနမ်းပြီးထွက်သွားတယ်ကြည့်ပါအောင်အဲ့ဒါအလုပ်ဖြစ်တယ်ဟမ်နင်ကတရုတ်စာဆွဲရည်ကလည်းကောင်းသားပဲနော်ငိုနေတာမသိရင်တကယ်အစ်စ်ကြနေရပါပဲ ငါကနင့်ရဲ့အကြံတိုင်းလုပ်လိုက်ရုံပဲလေဘာမှမမခင်ရင်တော့အေးပါငါကလည်းကူညီဖို့ဆိုရင်အစဉ်သင့်ပါပဲဒါဆိုတော့အောင်ဟမ်ဘယ်လိုလဲနိမိတ်သွားပြီလားငါတို့ဆီယမ်ဘက်တလာကိုပညာပေးမယ်ဆိုပြီးတော့အစီအစဉ်ဆွဲထားကြရလေဟုတ်ပါတယ်ဆီယမ်ဘက်တလာရဲ့ပုံကိုကျမတို့မီမင်းစီလုပ်ပြီးတော့ကျောင်းတောက်လျှောက်မှာဖြန့်ထားဖို့အတွက်စီစဉ်ထားပါတယ်ကြည်ကြည်လိုက်ကျမတို့သင်ငန်းစာပေးတာသမိုင်းတွင်သွားစီရမယ် ကျမဒီလိုပြောပြီးတော့ပုံတွေကိုချိန်နေတဲ့အချိန်မှာပဲရုတ်တရက်တစ်စုံတစ်ယောက်ကနောက်ကနေချောင်းဆုပ်ပြရတယ်။မင်းတို့တွေဘာကိုရှိနေကြတာလဲဆိုတာငါသိလို့ရမလား။သိပါပြီ။ကျမတို့ကိုလက်ပုလက်ချက်မိသွားပြီးတော့သူကလည်းပောက်ကွဲပါတော့တယ်။အရင်နဲ့ကျမလည်းဆီယမ်မကိုတောင်းပန်ပြီးတော့တပ်ပုံတွေကိုဖြုတ်ပေးမယ်လို့ကတိပေးလိုက်ရပါတယ်။ကျမတို့ဒီတိုင်းထွက်ပြေးလို့ရမှာမဟုတ်ဘူးလို့ဆီယမ်မကတော့လမ်းအောင်ပြီးပြောနေပါတယ်။နောက်နေ့ကျတော့ကျမရဲ့ character ပုံစံအတိုင်းပဲ Christian နဲ့တူတူဇလန်းစားဖို့အတွက်ကျမပြင်ဆင်ထားခဲ့တာပေါ့။ ကျမကြည့်တဲ့ရုပ်ရှင်ကိုရွေးပြီးကြည့်ဖို့အတွက်သူကပြောပါရယ်။ဒါပေမဲ့သူကတရေကကြည့်ဖို့အကြံပေးလိုက်တယ်။ဒါပေါ့ကျမသေးချာပေါက်ကြည့်နေတာပေါ့။ကျမကချောင်းလိုက်နာရီကိုပဲသဘောကျတာလေ။ဒါပေမဲ့လည်းသူ့ကိုပို့ပြီးတော့အထင်ကြီးသွားစေအောင်မယ်ဆိုတော့အဲ့အကြောင်းကျမလိန်ပြောလိုက်တယ်။တရေကကြည့်တာကျမမေးပြီးတော့လဲသွားနိုင်တယ်။အရန်ကြောက်လို့လေ။အဲ့ဒီအစား romantic ဆန်တဲ့ရုပ်ရှင်လေးပဲကြည့်ကြရင်ဘယ်လိုလဲ။ Christian ကကျမကိုသဘောတူလိုက်ပြီးတော့လက်မှတ်ဝင်လိုက်ပါရယ်။ ရုပ်ရှင်ကြည့်နေတဲ့အချိန်တွင်မှရန်ကုန်ဝမ်းနဲ့ပြီးတော့ငိုနေတဲ့ပုံစံမျိုးဟန်ဆောင်နေရပါတယ်။ကျမကထိလွယ်ရှာလဲတဲ့သူမျိုးလို့သူထင်သွားအောင်လို့ပေါ့။အန်ဆရာကောက်ဆိုင်နဲ့ပဲခရစ်ယာန်ကကျမကိုမကြည့်မသားဖြစ်နေတဲ့ပုံပဲ။ဘရန်ဒါမင်းကိုလိုလိုမျက်ရည်တွေကပပုပ်ဆုပ်ထဲတော့ကြောက်ကုန်ပြီထင်တယ်။ကျမတို့ထိတ်လို့တာတိတ်ပြီးတော့အဆင်မပြေခဲ့ပါဘူး။စံပြန်လာပြီးတော့သင်ငယ်ချင်းကိုအဲ့ကြောင်ပြပြလိုက်ပါတယ်။ငါကိုယ်ကလည်းနားမလည်ဘူးဟဲ့။သူကဘာဖြစ်လို့ငါ့ကိုအထင်မကြီးသွားတာလဲ။ တကယ်ဆိုသူကငါ့ကိုတနာသွားပြီးတော့တခုခုတော့လုပ်ပြရမှာမလားချီရာသူကနင့်အတွက်သူရဲ့ကောက်မလို့ချင်လို့နေမှာပေါ့နင်က သူနဲ့ရှင်လိုက်အရင်မြင်လို့နေရလေဘရန်ဒါကျမဒီတိုင်းတော့လမရှော့ချင်ပါဘူးခရစ်ယာန်ကိုစာပို့လိုက်ရင်ဘလို့လဲကျမတို့ရဲ့ဇလန်နေကအတိုင်းအပြင်မှာလှုပ်ဖို့အတွက်ကြံစည်ထားပါတယ်ခရစ်ယာန် ကျမရှိရဲ့အကူအညီလိုအပ်တယ်ဘာဖြစ်လို့လဲကျမရဲ့မိတွေကကျမကိုအိမ်ပေါ်ကနေမောင်းထုတ်လိုက်ပြီလေအဲဒါကြောင့်ဖေကိုသွားမယ်မသိတော့ဘူး ခရစ်ယာန်ကဆက်ကမလိုက်တိတ်ဆိတ်နေပြီးတော့သူ့စီမှာလာနေလို့ရတယ်လို့ကျမကိုခေါ်လိုက်ပါတယ်။လိပ်စာလေးပို့ပေးလိုက်ပါတယ်။လေထဲကိုမြောက်မတက်အရင်ဝမ်းသာသွားတာပေါ့။ဘာသာမှမသိအရစ်ကသူ့ရဲ့အကြံကြားအလို့ဖြစ်သွားပေမဲ့မကြည်မသာဖြစ်နေပါတယ်။ကျမချစ်ရတဲ့ချစ်သူနဲ့အတူကျမကတညက်တာကုန်းဆုံးရတော့မှလေ။အဲအကြောင်းအရစ်ကိုတိတ်ပြီးအာရုံမထားတော့ပါဘူး။အကြခင်မှာပဲအရိယာအင်ကိုရှောက်သွားတော့သူ့ဝင်ကြီးကိုမြင်ပြီးကျမရွှန်းကိုအာအာတင်သွားတယ်။အထဲဝင်ကလေးကိုမင်းကိုကိုယ့်ရဲ့အမိနဲ့မေးဆက်ပေးမယ်။ သူကသူ့အမေနဲ့အခုထိနေနေတော့ဆိုတော့နည်းနည်းလေးရှိပြက်မိသွားပါတယ်။ဘာလဲသူကရွှေရပိသားဖြစ်နေပြီမဟုတ်ဘူးလား။ဘာဖြစ်လို့အခုချိန်ထိအမေနဲ့နေသေးတာလဲ။သူကကျမကိုသူ့ရဲ့အမေကိုကောင်းကောင်းဆက်ဆံဖို့အတွက်အမှားလိုက်ပါသေးတယ်။တဲဝင်သွားပြီး Professor Butler ကိုတွေ့လိုက်ရတဲ့ချိန်မှာတော့ကျမရဲ့ကဘာကြီးပြက်သုံးသွားတယ်လို့ပြောလို့ရပါတယ်။ချက်ချင်းဆိုသလိုပဲကျမမျက်နှာမှာပြုံးထားတဲ့အပြုံးတွေကလုံအောင်ကိုပြောက်ွယ်သွားခဲ့ပါတယ်။ဟမ်ချီမကောင်းဆုံးအမကြီးကနင့်ရဲ့အမေလား။အာငါပြောချင်တာက နေမေကိုအာတီမတွေ့ရတာဝမ်းသာတယ်လို့ပြောချင်တာဟမ်ဟမ်။ဆီယမကလည်းကျမကိုချက်ချင်းမှတ်မိသွားပြီးတော့သူ့သားကိုအော်ထုတ်လိုက်ပါသေးတယ်။အော်နေရန်ကိုသဘောကျနေရတဲ့ရှက်တက်တဲ့ကောင်မလေးဆိုတာသူလား။သူကလူသားမုံတိုင်းတယောက်လိုပဲတကယ်ကိုပြဿနာရှာရတဲ့သူနော်။ငါကတော့ငါအိမ်ထဲမှာပေးနေခံမှာမဟုတ်ဘူး။ရှမ်းမကတော့ကျမလောက်ရက်တွေကိုခရစ်ယာန်ကိုပြပြပြီးကျမကိုအိမ်ထဲကမောင်းထုတ်မယ်လို့ပဲကျမတွေးထားတာ။ဒါပေမဲ့ခရစ်ယာန်ကကျမအတွက်ရည်တည်ပေးလိုက်ပါတယ်။မရှိုင်းပါနဲ့အမေရော ဘရန်ဒါကအန်အုပ်ပုတ်ကောင်းတဲ့မင်းကလေးတယောက်ပါသူကဒီတိုင်းကန်ဆုံးနေုံမှာပဲအဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီတိုင်းမျက်နှာလက်ကပြစ်မလုပ်ပေးနိုင်ဘူးမင်းအမေကိုဒီလောက်ထိတစ်ခါမှမပြောခဲ့ဘူးနော်သူကမင်းပေါ်ဘလောက်ထိလွမ်းမိုးထားရဲဆိုတာမင်းသိရဲ့လားခရစ်ရှန်ကကျမကိုအိမ်ထဲဆက်ကောက်သွားပြီးတော့အဲ့ဒီရီနေတဲ့အခန်းထဲခေါ်သွားပြစ်ပါတယ် sorry ပါငါမေကအဲ့ဒီလိုပဲလူသစ်တင်နေတွေ့တဲ့အခါကျမဖို့မရဖြစ်တတ်တယ်သူကြည့်ရတာအရန်ဝမ်းနေနေတဲ့ပုံပေါက်တာကြောင့် ကျွန်မလည်းမထိန်နိုင်ပဲနဲ့ကျွန်မရဲ့အကျံပေးစကားတွေကိုပြောလိုက်မိပါတယ်။ရှင်းကိုရှင်းရှင်မဲပိုင်နေစရာကိုရှင်းမေးတရားလို့တသက်ပြရမယ်လေ။ရှင်းကိုရှင်းမေးကရုပ်သေးရုပ်လိုမျိုးဆက်ဆက်နေရတော့အဖြစ်မခံနဲ့ပေါ့။သူရုပ်တရက်ကြီး surprise ဖြစ်သွားတယ်။ printer မင်းကဒီလိုကြတော့တခြားတရက်ဖြစ်သွားသလိုပဲ။ဒီတော့မှရုပ်တရက်အသည့်ပြန်ဝင်သွားပြီးတော့ကျွန်မရဲ့ character အတိုင်းပြန်နေလိုက်ရပါတယ်။အာကျွန်မပြောချင်တာကဝမ်းနေဖို့ကောင်းတယ်လို့ပြောချင်တာလေ။ကျွန်မမိတွေအမိကလည်းအဲ့ဒီလိုပဲ။ တခြားလူတွေနဲ့တိတ်ပြီးတော့မတည့်ဘူး။မင်းကလည်းနည်းနည်းထူးဆန်းနေတော့ပရိုက်တာ။ငါမင်းကိုအပြေတော်ရှာလို့မရဘူး။သူကနောက်ဆုံးမှာတော့ကျမကိုနှုတ်ဆက်ပြီးတော့ထွက်သွားပါတယ်။နောက်နေ့ကျတော့ Professor Butler ကကျမကို ကောလိပ်ရဲ့ခေါကန်းလက်မအလဲထဲမှာတားပြီးတော့ပြောလိုက်ပါတယ်။ Printer ရှင်မမင်းကိုဝေဖန်ခဲ့ပြီးတော့ပြစ်တင်ခဲ့ရတဲ့အလုံးကိုခြေထားမဲ့ကြော်သွားလိုက်ပါတော့မယ်။နောက်တစ်ခါကျရင်လည်းဆရာမအစ်လိုမလုပ်တော့ဘူးနော်။ဒါပေမဲ့ Christian ကိုတော့တယောက်တည်း AC ပေးနေလိုက်ပါ။ မင်းရဲ့အကျင့်စိုးတွေကသူ့ပေါ်ကိုကူးဆက်စီနေရလေရှမ်းမပဲတလားရှမ်းမရဲ့သားကအရွှေရောက်ပြီးသားသူတယောက်ပါသူ့မှာဘသူနဲ့ပေါင်းမယ်ဘသူနဲ့တွဲမယ်ဆိုတာကိုသူ့ပေါ်တဲ့သူဆုံးဖြတ်ပိုင်ခွင့်ရှိရလေရှမ်းမကဟယ်လီကော်ပတာလိုလိုက်ပြီးထင်းချုပ်ပြန်တန်းခိုင်းနေမယ်ဆိုရင်တော့သူကရှမ်းမနဲ့ဘာမှလုပ်လို့ရမှာမဟုတ်ဘူးရှမ်းမကကျမကိုစာမွက်မှာ A+ ပေးပြီးတော့လမ်းခွဲကြိုက်မယ်ဆိုရင်တော့မှကျမကတော့ရှမ်းမရဲ့သားနဲ့မလဲနိုင်ဘူးဒီလိုပြောပြီးတော့ကျမလည်းလှည့်ထွက်လာလိုက်ပါတယ် ခရစ်ရှန်နဲ့ကျမတို့အဲ့ဒီနောက်ပိုင်းပို့ပြီးတော့အချင်းကတူတူကွန်ဆုံးပြစ်လာတယ်။နောက်ဆုံးကျတော့အတွဲတွေလည်းဖြစ်သွားခဲ့တာပေါ့။ကျမရင်ဝမ်းသာနေတယ်။ဒါပေမဲ့တခြားသူဖြစ်နေဟန်ဆောင်ပြီးဖုံးကွယ်ထားတာကနည်းနည်းတော့စိတ်ပြင်ပဖို့ကောင်းတယ်မလား။ရွေးချယ်စရာမရှိတာ။ကျမခရစ်ရှန်ကိုလဲစားပြီးတော့သူနဲ့တွေ့ဖို့တော့ဆိုရင်တော့ဒီလိုမျိုးနေနေရမှာပဲ။ဒါမှကျမတို့ကအတူတူရှိနေနိုင်မှာလေ။ဒီလိုနဲ့မကြခင်မှာကျမတို့ဆောင်တွဲကြရတဲ့ကဆက်ရေးကိုဖြည့်ဆည်းဖို့အတွက်တစုံတစ်ယောက်ပေါက်ပေါက်လာပါတယ် ကျမရဲ့လင်ညာမှုတွေကိုဖော်ထုတ်ပြီးတော့ကျမကရာဆွေးအမှုခင်းတွေကိုပို့ပြီးတော့သဘောကျတဲ့သူဖြစ်ကြောင်းကိုခရစ်ယာန်သိအောင်လို့တနည်းနည်းနဲ့လုပ်နေကြပါတယ်။ဘသူလောက်တာလဲဆိုတာတွေးကြည့်လို့အောင်ရတယ်လေ။ဆီယမဘက်တလာကသူ့သားကိုစွန့်ပစ်စေဖို့အတွက်ကျမကိုဒါမျိုးတွေလုပ်နေတာ။ဒီလိုဆိုရင်တော့ဆီယမကလူမပြီးတော့ပတ်သက်မိသွားပြီပဲ။ခရစ်ယာန်နဲ့ကျမနဲ့ကဘလို့မှလမ်းခွဲသွားမဲ့သူတွေမဟုတ်ပါဘူး။ကျမနောက်ဆုံးအားလက်ချိန်ရတဲ့အချိန်မှာတော့ကျမရဲ့ဇလန်းလေးကိုလည်းဆက်ပြီးတော့ရှေ့ပြစ်နေခဲ့ပါတယ်။ အခုဆိုချိန်ကရာဇဝင်မှုကို စုံစမ်းနေတာတော်တော်လေးခီးရောက်နေပါပြီ။ကျောင်းသားတယောက်ချင်းစီကိုမေးမြန်းပြီးတော့သူတွေ့ခဲ့တဲ့အင်ဂျီပုံစံမျိုးဘယ်သူစီမှရှိနေလဲဆိုတာကိုသိရဖို့စုံစမ်းပါတယ်။တရားကြတော့ကျောင်းသားတယောက်ကိုစကားပြောနေရင်လည်းသူကလက်ဖက်ရည်တိုက်တော့လက်ဖက်ရည်တောက်ပြီးတော့မေးမြန်းနေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်စီချင်းလဲခေါင်းမူလာခဲ့တယ်။အဲ့ဒီ coffee ထဲမှာရှိခလိုက်တဲ့ strawberry ကိုသူအဲ့ဒီအချိန်မှမှသဘောပေါက်သွားတယ်။ chain ကမူးနေပြီးတော့တတိမီရော့မဲ့ချိန်နေမှာပဲအဲ့ဒီကောင်လေးကသူ့ရဲ့ရှယ်အင်ဂျီကိုထုတ်ပြတယ်။ ပြီးတော့လောင်ပြောင်တဲ့အပြုံးတွေနဲ့ရှင်းနေပါဗျ။ဟာ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 ။မင်းတရားဖို့တော့နည်းနည်းလေးပဲသိုးရတာနော်။ဒါပေမဲ့ငါကနိုင်ရသွားတော့ဘယ်လိုလုပ်မလဲ။ငါကဒီเจ้าမှာပြန်ပေးဆွဲနေရသူစရာကိုမင်းတကြောင်လုံးသိအောင်ပြောလို့မရအောင်လို့ငါတားပြစ်မှာ။ဒီအခန်းဆက်လေးကိုရေးထားပြီးတော့ကျွန်မတင်ဖို့တော့ ready ဖြစ်နေပါဗျ။ခဏလေးအနားယူနေတဲ့အချိန်မှာတော့ Eric မစီအသေးစံရောက်လာပါဗျ။ Brenda နေ့ရက်အပိုင်းဆက်တစ်ကိုလေဘသူကလည်းမသိဘူးစာရွက်တွေထုတ်ပြီးတော့เจ้าမှာလိုက်ပြီးကတ်ထားနေတယ်။ ။နေရဆိုင်ရေးဆရာမဆရာကိုတို့အားလုံးသိသွားကြပြီ။သိလိုက်ပါတော့။ကျမကဒီလိုဝိထုမျိုးတွေကိုရှေးတယ်ဆိုတာကိုခရစ်ယာန်သိသွားရင်လည်းကျမကိုစိတ်ဝင်စားတော့မှမဟုတ်ဘူး။ကျမကောလိပ်စီကိုအပြေးသွားပြီးတော့အဲ့ဒီပိုစတာတွေကို ဖြုတ်ပစ်ဖို့လုပ်ပါရယ်။ဒါပေမဲ့အရန်ကုန်တော့ကြောက်သွားခဲ့ပါရယ်။ခရစ်ယာန်ကကျမရဲ့ဇလန်ဒီအားလုံးကိုဖတ်ပြီးသားဖြစ်နေပြီ။ဘရဒါမင်းကအကြောင်းလည်းမရှိတဲ့ James ဆိုတဲ့ဇလန်ကိုရေးခဲ့တာလား။အာမဟုတ်ပါဘူး။တကယ်တော့ကျမတငယ်ချင်းဟုတ်တယ်သူရေးခဲ့တာ ကျမနာမည်အောက်မှာဝက်ဘိုက်ရေးဖို့အတွက်ပဲကျမသူကူညီပေးခဲ့တာကိုတိပါပြီမင်းကထူးခြားပြီးတော့တခြားသူတွေနဲ့မတူဘူးလို့ကိုထင်ခဲ့တာဒါပေမဲ့အခုတော့ကိုလိုလမ်းခွဲရအောင်ခရစ်ရှန်ကဇလန်းစာရွက်တွေကိုစစ်စစ်မမဆုပ်ဖြတ်သွားပြီးတော့ကျမရှိကထွက်သွားပါတယ်ကျမလည်းစိတ်တက်တွေပုံပုံကြပြီးတော့ဆီယမ်မတ်ဘက်ဒလာအခန်းကိုဝင်လာခဲ့ပါတယ်ဒီကိစ္စရဲ့နောက်ပိုင်းမှာဆီယမ်မတ်ရှိနေတာလားလို့ပေါ့ခရစ်ရှန်က ကျမကိုထားသွားပါပြီဆီယမ်မတ်နိုင်ပါတယ် congratulations ပါ ဒါပေမဲ့ဆီယမ်မကအော်ရချီနဲ့ကြည့်ပြီးတော့သူဘာမှမလုပ်ခဲ့ဘူးလို့ပြောနေတယ်။ကျမရဲ့စကားကိုဖိလိုက်ပြီးတော့ဆီယမ်မကတခုထပြောလိုက်ပါတယ်။သူအခုဆိုရင် သူ့သားကိုလွတ်လပ်ခွင့်မပေးခဲ့တာကိုသူ့ကိုယ်သူနားလည်သွားခဲ့ပြီးရဲ့။ဆီယမ်မကသူ့ကို romantic ဆန်တဲ့ဇလန်းတွေရွေးဖို့ထီတော်မှာတွန်းအားပေးခဲ့တာလေ။အခုတော့သူကလည်းမင်းနဲ့တူတူရှိပြီးတဲ့နောက်မှာငါရဲ့ထိန်ချုပ်မှုကိုမခံနိုင်တော့ဘဲနဲ့သူ့အတွက်သူရက်တည်နေတယ်။ဆီယမ်မသူ့ဘာမှထိန်ချုပ်လို့မရခဲ့ဘူး။ အခုဖြစ်သွားတဲ့ကိစ္စမှာလည်းဆီယမတ်သူဘာမှမပြောထားဘူးနော်ကိစ္စတွေအားလုံးကိုရှင်းရှင်းလင်းလင်းသိရဖို့အတွက်ကျွန်မမျှော်လင့်ခဲ့ရတယ်။ဒါပေမဲ့သူကျွန်မဖုန်းကိုပြန်မပြေးခဲ့ဘူးလေ။အခန်းပြန်လာတော့အဲရစ်ကပဲကျွန်မကိုစောင့်နေပါတယ်။ရင်းနှီးနှီးရပြတ်သွားပြီဆိုတော့ငါကြားပြပါပြီ။ငါဒီလိုအချိန်ကိုပဲစောင့်နေကြတာပါ။ဟမ်ညီမပြောချင်တာလဲ။ဖလုံးဝကိုတိတာနေရပဲလေဟာ။ငါကပဲနင်းရဲ့တူရဲသောပြစ်သက်ဖြစ်ပြီးတော့နင့်ကိုအများကြီးသဘောကျခဲ့ရတာ။ ပေမဲ့နေကတော့ငါ့ကိုတငယ်ချင်းတယောက်လိုပဲမြင်တာလေခရစ်ယာန်ကကျမကိုသဘောမချအောင်လို့ဆိုပြီးတော့မကောင်းတဲ့ကြံတွေကိုကျမကိုပေးခဲ့တာဖြစ်ပါတယ်ဒါအောင်မပဲကျမကခရစ်ယာန်နဲ့တွေ့ပြစ်သွားတော့ကျမတို့နှစ်ယောက်ကွဲကွာပူးစီဖို့အတွက်သူအားလုံးလုပ်ခဲ့ပါတယ်ဒါဆိုခရစ်ယာန်ကနဲ့လမ်းခွဲသွားရတာကနင့်ကြောက်လားဟုတ်တယ်လေအခုဆိုရင်ငါတို့နှစ်ယောက်လုံးအတူတူနေနိုင်ပြီမလားအိမ်မက်မက်နေလိုက်စမ်းပါငါနေချစ်သူဘရမဖြစ်လာမှာမဟုတ်ဘူး ။ Eric ကတက်ပြင်းချလိုက်ပြီးတော့ကျမတို့စီညင်သွားအောင်လက်ဖက်ရည်တောက်ကြမယ်လို့ပြောတယ်။မဆိုးလာတဲ့အကြံပဲလို့တွေးမိတာကြောင့်ကျမလည်းထိုင်ပြီးသူ့ပေးရခွက်ကိုတောက်လိုက်မိပါတယ်။တံငုံတောက်လိုက်တဲ့အချိန်မှာ ကျမအမားကြီးမောက်တာပြီဆိုတာကိုသိလိုက်ရတယ်။အရှိမမြင်နေရတဲ့အရာတွေအလုံးကဝေဝါးလာခဲ့ပြီးတော့ကျမမူးဝေနေတယ်။ Eric ကကျမရေးထားတဲ့ဇလန်တွေကဗီလင်တယောက်လိုပဲ။ငါကနင်းရဲ့နမတစ်ပရိသတ်ဆိုတာနင်မသိတော့ဘူးလား။ငါကမင်းဇလန်လေးရဲ့မင်းသားလေးမဖြစ်နိုင်ရင်တော့ မင်းစလိုင်ရဲ့ဗီလင်တယောက်ပြောင်းလောက်ရမယ်ဟာဟာသူကအယူတယောက်လိုရှယ်မောလိုက်ပြီးတော့ကျမစလိုင်နဲ့ကဇာသားတွေကိုလာပြပြနေပါတယ်ငါခုမင်းကိုဖွက်ထားလိုက်တော့မှအကြောင်းလည်းမရှိရဲ့ brander ရဲ့ယူတယောက်ကျမရဲ့ကဘာကြီးကမှောက်မဲသွားခဲ့ပါတယ်ညလုံးဖွင့်ကြည့်လိုက်တော့ကျမကအဝိဘီရိုရဲ့မှာဘာလဲဟာအဲရစ်ကကျမဖုန်းကိုတင်းထားလိုက်ပြီးတော့တကားကိုလည်း loss ချသွားတယ်တကားနောက်ဘက်မှာအဲရစ်ရှိနေရကိုကျမသိတယ်အရှူးကောင်ညီငါ့ကိုဘာလုပ်ကြလဲ ဂျီနီယာကငါမိသားစုရဲ့မွေးရမြင့်အိမ်လေးပဲလေ။ចောင်းကလူတွေကတော့ခရစ်ရှန်ကနင့်ကိုထားသွားလို့စိတ်ပျက်ပြီးចောင်းကထွက်သွားတယ်လို့ပဲထင်နေကြမှာ။ပြီးတော့နင့်ရဲ့စာရေးသူတွေကလည်းနင့်ကိုတိတ်ပြီးတော့တန်တရားရှိကြမှာမဟုတ်ပါဘူး။ဘာလို့ဆိုတော့နင့်ဇလန်နေကိုငါကပဲဆက်ပြီးရေးပြီးနေအောင်မှမဟုတ်လို့လေ။ဟာဟာဟာ။အဲ့ဒီအချိန်မှာကျမနားလေသွားတဲ့အရာနှစ်ခုရှိပါတယ်။ပထမအချက်အဲရစ်ကကျမကိုဆွဲလန်းနေတာ။ဒုတိယအချက်ကျမမှာကုကေရမရှိတော့ဘူး။ ခရစ်ရှန်ရဲ့အချစ်စင်လာလေးကကျမကောင်းနဲ့ဝင်လာပါတယ်။သူရဲ့ကောင်းလေးကမင်းသမီးလေးဒုက္ခရောက်နေတဲ့အချိန်မှာလာခဲ့တာမျိုးပေါ့။ချီလိုဇလန်နီရဲကလည်းမျိုးဖြစ်လာရင်တိတ်ကောင်းမှာပဲ။တွေ့ကြည့်တော့အချစ်စင်လာနေကဆိုးတော့မဆိုးပါဘူး။ချိန်ရင်တဖြည်းဖြည်းချင်းကုန်လာခဲ့တယ်။ကျမရဲ့မျိုးလေးချက်တွေလည်းဆုံးရှုံးလာတယ်။ရှုပ်တဲ့တကားပွင့်သွားပြီးတော့ကျမခရစ်ရှန်ကိုမြင်လိုက်ရတယ်။ကြည့်ပါဦး။ကျမရဲ့အရန်ဆော့တဲ့မင်းသားလေးသူကကျမကိုရဲတိုက်ကြီးနဲ့ငကားကြီးစီကနေလွတ်မြောက်အောင်လုပ်ပေးခဲ့တာပဲ။ ပြောဖို့တော့မလိုပါဘူး။အဲရစ်ကတော့ကျမကိုပြန်ပေးဆွဲတဲ့အမှုနဲ့ရဲရီသူ့ကိုလက်ထိတ်ခတ်ဖမ်းသွားပါတယ်။သူဘလို့လုပ်ပြီးကျမကိုတွေ့သွားရလဲလို့ခရစ်ရှန်ကိုမေးလိုက်တယ်။တကယ်တော့သူကဆောင်းဒါဇလန်တွေကိုသဘောကျတဲ့သူတရားဖြစ်နေပါတယ်။ကျမရဲ့အကြောက်တရားမရှိတဲ့ဂျင်းဆိုတဲ့ဇလန်လေးကိုလည်းသူဖတ်ခဲ့ပူပါတယ်။အဲငါမေမသိအောင်လို့ငါခိုးပြီးတော့ဖတ်ခဲ့တာပေါ့။အဲဒီခရေကမင်းရဲ့ဇလန်တွေကိုသဘောကျပြီးတော့မင်းကိုတွေ့ချင်နေကြတာ။ coffee ဆိုင်မှာတွေ့ရတဲ့ချိန်တုန်းကလည်းမင်းကတော့ကြောက်ခဲ့ပေမဲ့စကားပြောဖို့တော့တတိမရခဲ့ဘူးလေ ဒါပေမဲ့နောက်နေ့မင်းရောက်လာတဲ့အချိန်မှာတော့မင်းကငါထင်သားသလိုမဟုတ်နေခဲ့ဘူး။ဒါပေါ့ကျမကအဲ့ဒီအချိန်တုန်းကအဲ့ဒီရဲ့အကြံတိုင်းလိုက်ပြီးလုပ်နေကြတာကိုနောက်ဆုံးမှာတော့ခရစ်ယာန်ကကျမကိုပြေလည်သွားစေဖို့အခွင့်အရေးတစ်ခုပေးခဲ့ပါတယ်။ဒါကြောင့်ကျမလည်းသူနဲ့သူ့ရဲ့အမိသားရဲ့မှာပို့ပြီးတော့ဆက်ဆံရေးကောင်းလာစေဖို့အတွက်အကူအညီပေးခဲ့တာပေါ့။ကျမကသူ့သဘောကျတဲ့ဇလန်းရဲ့စာရေးသူမဟုတ်ခဲ့တဲ့အပြင်သူ့ဘဝကိုပါလိန်ခဲ့တာကြောင့်ကျမကိုသူအရင်ဒေါသထွက်သွားခဲ့တာပေါ့။ ကျမကိုယ်တိုင်လည်းကိုယ့်ကိုယ်အပြင်နဲ့ပြန်ပြီးမနေရတော့မှကိုကြောက်နေမိရလို့ရှယ်ပြောလိုက်ပါတယ်။တကယ်တော့ကျမကရာဇဝဲဝိထုရရဲ့ဘီယမပါပဲ။ရှေ့မေကတော့ဒါတော့သိရင်ကြိုက်မှာမဟုတ်ဘူး။ငါကတော့မင်းရဲ့ပုံစံစစ်မှန်ကိုပဲသဘောချတာပါ။အဲရစ်ကကျမကိုဒီမှာဖွက်ထားတာရှင်ဘလူးလုပ်ပြီးတော့တည်သွားတာလေ။ကျမအချိန်တော်ကြာပြောင်းနေတာကိုသူသတိထားမိသွားပြီးတော့တခုခုမာနီဘီစရာကိုသူတီးလိုက်တယ်။ပြီးတော့ကျမရဲ့စာရေးတဲ့ပုံစံတွေကလည်းပြောင်းလဲသွားနေတယ်တဲ့။ အဲ့ဒါကြောင့်ကျမရဲ့ဇလန်းလေးကိုတခြားသူရေးနေရဲဆိုတာကိုသူသတိထားမိသွားတာပြီးတော့အခုတလောအဲရစ်ကတိတ်ပြီးမမှန်ဘူးအဲ့ဒါကြောင့်လဲငါသူ့နောက်ကိုလိုက်ပြီးတော့ရဲခေါ်ခဲ့တာပေါ့တော်လိုက်တာကျမရဲ့သူရဲ့ကောင်းလေးအဲရစ်ကဒီလိုနဲ့အဖမ်းခံလိုက်ရပြီးတော့ကျမနဲ့ခရစ်ယာန်ကလည်းပြန်ပြီးတွဲဖြစ်ခဲ့ပါတယ်သူ့မိကလည်းအခုဆိုကျမတို့နှစ်ယောက်ကို AC ပြင်နေလိုက်ပြီလေနောက်ဆုံးမှာတော့ကျမတို့နှစ်ယောက်အတူတူရေးသားထားတဲ့ဇနီးလေးတစ်ပုဒ်ကလည်းစာအုပ်ထွက်ရှိတော့မှဖြစ်ပါတယ် ရှာစရင်းမှုနဲ့ romance ကိုပေါင်းပြီးတော့ရေးထားတဲ့ဇာတ်လမ်းလေးပေါ့ပြီးတော့ကျမရဲ့စစကားလေးတွေကိုလည်းအဲ့ဒီထဲမှာထည့်ရေးထားပါတယ်။လိမ့်နေဆိုတာကကောင်းတဲ့ຢာတွေကိုဥတီမပေးပါဘူး။ဘလို့ချင်းဒီမှာပဲဖြစ်နေပါစေကိုပုံစံတိုင်းပဲကိုရှိနေဖို့လိုအပ်တယ်နော်။ကျမဇာတ်လမ်းလေးကိုသဘောကျတယ်ဆိုရင် like လုပ်ခဲ့ပြီးတော့ channel လေးကိုလည်း subscribe လုပ်ခဲ့ပြပါဦး။